တာသနာနောက်ဖြားမှာပေါ့နော်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့တာသနာဆွေးရလာတယ်ပေါ့ဒါထုံးစံတစ်ခုပဲစုတ်ကက်ကာလမှာကတဖြည်းဖြည်းတဖြည်းနဲ့ယော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 ့လာတယ်အဲ့တော့အခုတာသနာတော်ကြီးလည်းပဲတဖြည်းဖြည်းတဖြည်းနဲ့ဆွေးရလာတယ်အဲ့တော့တာသနာဆွေးလာတဲ့တာသနာတော်ကြီးကိုဦးဇနုတက္ကရကမတွေတန်ဃာတော်တွေအားလုံးဝိုင်းဝန်းပြီးတော့ ြန်လဲထူထောင်ကြရမှာဖြစ်တယ်။ဟိုရိုင်နေနေတဲ့အင်ကြီးကိုအကုန်ဝိုင်းပြီးတော့ကြာကန်ပေးကြရမှာဖြစ်တယ်။ကြာကန်ပေးကြရမှာ။အဲဘလိုပုံစံမျိုးနဲ့သာသနာကိုပြန်ပြီးတော့ကြာကန်ပေးရမလဲဆိုတော့ပရိယတိသာသနာပฏิပတိသာသနာဗုဒ္ဓအလိုတော်ကြဆောင်ရွက်ဖို့လိုပါတယ်။ အမေဇာဗျာအလိုတော်ကြအစာတင်လိုက်တွေ့တည်ထောင်ဖို့လိုတယ်အမေဇာဗျာအလိုတော်ကြတရားစခန်းတရားရိပ်သားတွေဖွင့်လှစ်ဖို့လိုတယ်ပေါ့အဲ့တော့စာတင်လိုက်တွေ့တည်ထောင်တဲ့အခါမှာနိုင်ငံတော်များဘက်ကမေဇာဗျာကိုပူဇော်တော်အဖြစ်တန်ခါတစ်ပါးရှိရှိနှစ်ပါးရှိရှိရှိတဲ့တန်ခါနဲ့အလုပ်တို့ဖို့လိုတယ်ပေါ့ ်တန်ခါများမှစတင်တိုက်ခေါ်တာမဟုတ်ဘူးတပားရှင်းတပားကိုစားချမယ်နှစ်ပားရှင်းနှစ်ပားကိုစားချမယ်အရှင်မယားဆရာတော်ပြရင်ပြောတယ်ပယကြီးနိုင်ရင်ပယကြီးပို့ချမယ်တုတ်စင်နိုင်ရင်တုတ်စင်ကိုပို့ချမယ်အဘိဓမ္မတသင်္ခါသင်္ချုံနိုင်ရင်သင်္ချုံကိုပို့ချမယ်အိုဓမ္မစရိယတွေအဘိဝန္တတွေပို့ချမှသာသာသနာ့ခေါ်တာမဟုတ်ဘူးပယကြီးပို့ချလက်တာသာသနာ့ပဲလေ ုတ်စင်းလေးတုံးနဲ့လေးပူချလိုက်ဒါစာတင်နိုင်မယ်။ပါဠိသင်္ခါရလေးပူချရင်လည်းဒါစာတင်နိုင်မယ်။နော်အဓိကကကန္တန်ဒူရာလို့ခေါ်တဲ့စာတင်တဲ့အလုံးစာချတဲ့အလုပ်ကိုလုပ်ဖို့ကလိုရင်းပဲ။အဲ့တော့ဘသူမစိုးဒီလိုပဲအစာပြိုးပြီးတော့စာခဲ့ကြတာပဲဒီ။အစာဦးရင်ပြည့်စုံမှ တက္ကရာကမာဒီပေါ်များမှအလုံးလုံးမယ်လို့ဒီလိုမျိုးမခံယူပဲနဲ့ရှိတာနဲ့ဖြစ်အောင်လုပ်မယ်အဲ့ဒီခံယူချက်ကသာသနာမှာအကြီးကြီးဆုံးအချက်ပဲပေါ့အလုံးလုံးဖြစ်ကအဓိကပဲပေါ့နော်အလုံးလုံးဖြစ်ကအဓိကပဲအဲ့တော့အလုံးဆိုတာကယဟန်တော်တို့ရဲ့အလုံးကပရိယတ်တိအလုံးနဲ့ပฏิပတ်တိအလုံးဒါကြောင့်တပါးရှိရှိနှစ်ပါးရှိရှိအာတန်ခါလေးကဓမ္မပဲရှိတယ်ဈာမချဘူးကွာဆိုရင်အဲ့ဒါသာသနာမဟုတ်တော့ဘူး အာတပန်းရှိတယ်စားချမယ်ကွာဆိုအဲ့ဒါစားတင်လိုက်ပဲတချို့ဒေသတွေမှာကြောင်းကန်အစာအုပ်တွေပေါများတယ်အများကြီးပဲတန်ငါလေး450ပါရှိတယ်စားလဲမတင်ဘူးတရားလဲအမထုတ်ကြဘူးအဲ့တော့အစာအုပ်တွေဘလောက်ပဲပေါ်ပေါ်တန်ငါတွေဘလောက်ပဲများများစားတင်တဲ့အလုပ်စားချတဲ့အလုပ်ကိုမလုပ်ကြဘူး တရားဓမ္မအားထုတ်ခြင်းလို့ကိုမလုပ်ကြဘူးဆိုရင်အဲ့ဒီចောင်းထိုက်ပြီးသာသနာ껙နေတဲ့ចောင်းတိုင်းလို့မှတ်ရမယ်နော်အစာဟုတ်တွေများနေတာကိုသာသနာထုံးကားတယ်လို့မသတ်မှတ်နဲ့တန်ခါးတွေများနေတာကိုသာသနာထုံးကားတယ်လို့မသတ်မှတ်နဲ့ဘွားပင်အောင်မနေရပါစေတပင်အောင်မနေရပါစေတန်ခါးလေးတစ်ပါးပဲရှိပါစေကိုနိုင်တဲ့စာဝါကိုပို့ချမယ်တုတ်စင်းနိုင်နိုင် ုံးနဲ့နိုင်နိုင်ပေကြီးပဲနိုင်နိုင်နိုင်တဲ့ဆာဝါကိုပို့ချမယ်အဲ့ဒါဟာသာသနာထွန်းကားနေတဲ့အကြောင်းတိုက်ပဲနော်ပရိယပฏิပတ်အလုပ်ကိုလုပ်နေတဲ့အကြောင်းနဲ့ဒီသာသနာထွန်းကားနေတဲ့အကြောင်းတိုက်ပရိယပฏิပတ်မလုပ်တဲ့အကြောင်းနဲ့ဒီသာသနာကွယ်နေတဲ့အကြောင်းတိုက်နော်ဒါကြောင့်ဒီဝိဝေကာရမအကြောင်းတိုက်ဟာလည်းပဲအခုဒါမနစ်ကပဲစတယ်ဆိုပါစို့နော်ဒါ ဒီနေ့ကဒုတိယဝါဆိုပါဘူးဆိုတော့အခုဒီမှာခုနကမိကြည့်ရောဥစဉ်၅ပါးရှိတယ်အဲတော့ဥစဉ်၃ပါးကိုရင်၅ပါးပုဒ်တော်၂ပါးစဒါအလုံးလုံးလို့ရပြီအလုံးလုံးလို့ရပြီဥစဉ်တို့မော်ဘီမဟာဝိဟာရအကြောင်းတည်းစတည်ထောင်တော့ဆရာဘုန်းကြီးတပါးနဲ့ကိုရင်၂ပါး၃ပါးနဲ့စပါပါနော်ဆရာဘုန်းကြီးကတပါးကိုရင်၂ပါး အဲ့ကိုရင်နှစ်ပါးကိုစာချပေးတယ်စာတင်လိုက်အဲ့ဒါနဲ့စတာပဲဒါကြောင့်ကိုတန်ခါအများကြီးနဲ့စမှစာတင်လိုက်လို့မခေါ်မဟုတ်ပါဘူးတပားချင်းလည်းစာချလို့ရပါပြီတပားမှမရှိရင်လည်းဘာလို့မလဲကျမ်းစာတွေရေးမှာပေါ့တရားတွေအထုတ်မှာပေါ့စာရေးမယ်တရားအထုတ်မယ်ဒါနဲ့သာသနာထွန်းကားနေတာပဲလေနော်အဓိကကတော့မိမိနေတဲ့နေရာမှာသာသနာထွန်းကားနေဖို့အရေးကြီးတယ် အစာဦးပေါများခြင်းအတန်ကများခြင်းကအဓိကမဟုတ်ဘူးအလုတ်လုံနေဖို့ကအဓိကကြတယ်။နော်အလုတ်လုံဖို့ကအဓိကကြတယ်။အဲဒါကြောင့်ရှိတဲ့ဥစ္စာလေးနဲ့ရှိတဲ့တန်ကကိုပရိယပฏิပက်လက်ပက်နဲ့အောင်ကြိုးစားကြမှာဖြစ်တယ်။ဒါတပည့်တော်တို့တန်ဃာတော်များဘက်ကတောင်းဝန်။တန်ဃာတော်များသည်ရောက်တဲ့နေရာမှာရှိတဲ့အင်အားလေးနဲ့ ပရိယပฏิပတ်ကိုလုပ်ကြအောင်မှဖြစ်တယ်အရဟံသာသနာထွန်းကားနေတာပဲသာသနာလုပ်ကိုလုပ်နေတာပဲသာသနာပြုနေတာပဲနော်အခုဒီနေရာမှာဒါဥရှိတဲ့ဥစဉ်ကိုရင်ကုသတော်လေးတွေကိုဆာချပေးနေတယ်ဒါသာသနာထွန်းကားနေတယ်လို့ပဲပြောလို့ရတယ်သာသနာကြီးတွေနဲ့တွားမနိုင်နဲ့ပေါ့သူ့အထောင်နဲ့သူပဲလေအားလုံးဟာကိုထောင်နဲ့ကိုပဲသူ့ထောင်နဲ့သူပဲအဲ့တော့မိမိတွေဆာချနေပါတယ်ဟဲ့ဆိုရင် အာတမန်ထွန်းကနေတယ်ဘုခုကူဇေရောပြကြီးတယ်အလွန်ပရိယတ်တိကိုမြင်လို့တော်မူကြတယ်လေလီဇေရောပြကြီးမုံရွာလေဒီတိုက်မှာတတိယဆုံးပြီးတော့ဇာတိပူချရဲကြံ့ကန်နေရေးတာတယ်ဘုခုကူဇေရောပြကြီးလေစိုးစီရော်ပြကြီးလို့လည်းခေါ်တယ်။စေရခံလို့လည်းခေါ်တယ်နော်။ မစေတော်ခံကမေတ္တာထူပို့တယ်တဲ့နော်ပရိယတိပို့ချနေတယ်ဆိုပြီးတော့အထူးမေတ္တာပို့တယ်နောက်လေဒီဇော်တော်ဘုရားကြီးအစာမချတော့ဘူးနည်းလက်ပြီးတရားဟောနေတယ်ဆိုတော့အေးမောင်လေဒီအရင်တုန်းကတော့စာချနေတယ်ဆိုလို့ငါအထူးမေတ္တာပို့ပေးတယ်သူစာမချတော့ဘူးဆိုတော့တပိတ္တတာထဲမှာထည့်လိုက်ပြီ ခြုံငုံပြီးပို့လိုက်တဲ့ထဲမှာပဲပါတယ်ပေါ့ဝိသေသအထုဥဒိတ္တဥဒိတ္တမေတ္တာယေရှုမေတ္တာမပို့တော့ဘူးတပ်ပေတ္တာတတဝအလုံးကျမ်းမာပါစေဆန္ဒပါစေဆိုတဲ့အုပ်စုထဲမှာထည့်လိုက်ပြီဆိုပြီးတော့စတော်ခံကအဲ့လိုမေးဘူးတယ်လို့ဆရာသမားတွေထံကနာယုံမသားဘူးတယ်ပေါ့နော်ဒါကြောင့်တပါးစီစီနှစ်ပါးစီစီစာချမယ်နော်အရဟံသာသနာထွန်းကားနေတဲ့ကြောင့်တည်းကြောင့်မိမိကြောင့်နိုင်ကုန် သာသနာထွန်းကားနေတဲ့ကြောင်းတိုက်ဖြစ်စေစေနဲ့ဆိုရင်ဆန်ချကြပါစာပေပို့ချနေရင်ပရိယတိသာသနာထွန်းကားနေတဲ့ကြောင်းတိုက်ဖြစ်တယ်ဝိနည်းသီလတွေကိုထိန်းပြီးတော့ဆွမ်းနေသမျှဒုတင်တွေကိုကျင့်တရားဓမ္မတွေကိုကျင့်ကြံအထောက်နေကြမယ်ဆိုရင်အဲ့ဒါပฏิပတိထွန်းကားနေတဲ့ကြောင်းတိုက်လို့ခေါ်တယ်အဲ့တော့မိမိတို့ဒီဝိဝေကာရမှာကြောင်းတိုက်ထဲမှာစာလဲသင်ကြမယ်ဝိနည်းလဲလေးစားဒုတင်တွေလဲကျင့်တရားတွေကိုလဲအချိန်ပိုင်းအထောက်ကြမယ်ဆိုရင် ဟောပရိယကောပฏิပောယောနှစ်ခုလုံးထုံးကားနေတဲ့ကြောင်းတိုင်းလို့ဒီလိုတတ်မှတ်ရမှာဖြစ်တယ်။အဲဒါမိမိတို့ကြောင်းတိုင်းကိုသာသနာ क्वे တဲ့ကြောင်းတိုင်းမဖြစ်ရအောင်ပရိယပฏิပတ်ကိုမယဉ်နာကြပါနဲ့။ပရိယပฏิပတ်ကိုယဉ်နာနိုင်ရင်အဲ့ဒီကြောင်းတိုင်းသာသနာ क्वे တဲ့ကြောင်းတိုင်းဖြစ်သွားမယ်။ဒါတန်ဃာတော်များအပိုင်း